ပရိသတ်ကြီးရေကရင်ပြည်နယ်ဖက်အံမျိုးကဇွဲကပင်တောင်မှာတော့တောမီးတွေပြင်းပြင်းထန်ထန်လောင်နေတယ်လို့သိရပါတယ်။ဒီကနေ့မတ်လ23ရက်မြန်မာပိုင်းကလေးကဝိဆာနီနောင်နွားလက်ဖို့ရှိုးထဲမှာတောမီးဆောက်လောင်ခဲ့ပြီးညပိုင်းမှာတော့ ဇွဲကပင်တောင်တစ်ခုလုံးမီးလောင်နေတာပါဇွဲကပင်တောင်မှာနှစ်စဉ်နှစ်တိုင်းတောမီးလောင်နေကြဖြစ်ပေမဲ့ဒီတစ်ခါမှာတော့တော်တော်လေးကိုများတယ်လို့ဒေသခံတွေကပြောပါတယ်ဇွဲကပင်တောင်ဆိုတာကရင်ပြည်နယ်ရဲ့အထင်ကြီးတောင်တစ်ခုဖြစ်ပြီးတော့အရန်ကိုလှလို့ခရီးသွားတွေကြားမှာ အတော်လေးကိုနာမည်ကြီးပါတယ်အတိုးပေမဲ့ဇွဲကပင်တောင်ကနေတရင်ဆိုးတွေလည်းမကြာခဏဆိုသလိုကြားရတတ်ပါတယ်2020ခုနှစ်ဇွန်လမှာတက္ကသိုလ်ကျောင်းသူတအူးဇူလိုင်လမှာကျောင်းသားတအူးတေကျောင်းကျန်ခုန်ချခဲ့တာတွေခရီးသွားပြင်သစ်နိုင်ငံ ငံသားတဦးတေချောင်းကြံခုံချခဲ့တာတွင်2020ခုနှစ်မှာအမျိုးသမီးတယောက်တောင်တက်ရင်ပျောက်ဆုံးရာကနှစ်ရက်အကြာမှတေဆုံးနေတဲ့အကြောင်းကိုတွေ့ရသည့်ရတာစတဲ့သတင်းဆိုးတွေကိုခဏခဏကြားခဲ့ရတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးတို့ရောဇွဲကပင်တောင်ကိုရောက်ကူးကြလာနော်